ဒီနေ့အတွက်ငွေကြေးစီမံခန့်ခွဲမှုစိတ်ပညာဆိုတဲ့အကြောင်းအရာလေးကိုရွေးချယ်ထားပါတယ်။ငွေဆိုတာဘဝရဲ့အခြေခံအုတ်မြစ်ပါ။ဒါပေမဲ့လူတွေကကလက်မခံချင်ကြဘူး။ဒီအချက်ကြောင့်ငွေနဲ့ပတ်သက်တဲ့အယူဆမှားတွေလောဘအားကျမှုတွေက လူတွေရဲ့ငွေကြေးဆုံးဖြတ်ချက်တွေကိုထိခိုက်စေပါတယ်။တချို့ကငွေဆိုတာကံကောင်းမှုလို့ထင်ကြတယ်။ချမ်းသာသူတိုင်းဟာမိဘစီကအမွေရတဲ့သူတွေလို့ယူဆကြတယ်။ ဒါမှမဟုတ်ပိုးဆိုးတာကကဘာကြီးကိုဖျက်ဆီးပြီးအမျက်ကြီးစားပြီးချမ်းသာလာသူတွေလို့တထစ်ချယုံကြည်နေကြတယ်။မော်ဂန်ဟော်ဆဲရဲ့ငွေကြေးစီမံခန့်ခွဲမှုစိတ်ပညာစာအုပ်ကတင့်ကိုငွေကြေးဆိုင်ရာဉာဏ်ရည်မြင့်မားစေမဲ့အခြေခံသဘောတရားတွေကိုရှင်းပြပေးပါလိမ့်မယ်။ဒီစာအုပ်ထဲကသင်ခန်းစာ၃ခုကိုမျှဝေခြင်းပါတယ်။လောဘကြီးခြင်းဟာတင့်ရဲ့အကြီးမားဆုံးငွေကြေးအမှတ်ဖြစ်လာနိုင်တယ်။ငွေစည်းကွက်ထဲမှာအားကျမှုအတွက်နေရာမရှိပါဘူး။ဒါကတင့်တွေးခေါ်မှုကိုမှုံဝါးစေတယ်။ ငွေနဲ့ပတ်သက်တဲ့ငယ်ဘဝအတွေ့အကြုံတွေကနောက်တစ်ချိန်မှာငွေကြေးဆုံးဖြတ်ချက်တွေကိုလွှမ်းမိုးနေတယ်။သင်ငန်းစာတစ်လောဘနဲ့ငွေကိုမရောထွေးပါနဲ့။သင်လောဘကြီးသူလား။မေးရင်မဟုတ်ပါဘူးလို့ပဲဖြေမှာပါ။ဒါပေမဲ့လူတိုင်းကကိုယ့်ကိုယ်ကိုမြင့်မြင့်မမထားချင်ကြတယ်။လစ်ပါမိုးဆိုတဲ့စတော့ဈေးကွက်ကုန်တယ်ကြီးရဲ့ဖြစ်ရက်ကိုကြည်ပါ။ 1926ခုနှစ်စတော့ဈေးကွက်ပြိုလဲမှုမတိုင်ခင်သူကဈေးကြမဲ့အပေါ်ရှုပ်ပိုဆစ်ရှင်းယူခဲ့တယ်။အဲ့ဒီအချိန်ကဒေါ်လာတန်တရာယနေ့ငွေနဲ့ဆိုတဘီလီယံရခဲ့တယ်။ဒါပေမဲ့သူ့အတွက်ဒီအောင်မြင်မှုကဘဝတစ်ခုလုံးစာမဟုတ်ခဲ့ဘူး။အနာရပြီးနောက်လစ်ပါမိုးဟာသူ့ကိုယ်သူဘာလို့လို့အောင်မြင်မယ်လို့ခံယူလိုက်ပြီးမကြခင်မှာပဲသူ့ပတ်စံအားလုံးကိုအလွဲသုံးစားလုပ်ပြီးဆုံးရှုံးသွားတယ်။ ဒီအဆက်ကွဲမှုကသူ့ကိုအဆုံးရောက်စေခဲ့ပြီးနောက်ဆုံးမှာကိုကိုကိုအဆုံးစီရင်လိုက်ရတယ်။ဒီတော့တင်လို့ဂျင်နာရပြီးပန်းနိုင်တစ်ခုကိုအောင်မြင်ပြီးရင်ရောင်ရဲတက်ဖို့တင်ယူပါ။ပုံမြများလိုချင်တဲ့စိတ်ကတင့်ကိုအနည်းငယ်များတဲ့ဆုံးဖြတ်ချက်တွေချစေနိုင်တယ်။တင်ငန်းစာနှစ်အားကြမှုကတင့်ကို ဆုံးဖြတ်ချက်များတွေချစေတယ်။လူအများစုတိတာကယင်းနှမြုပ်နှံမှုဆိုတာအခြေယူရတာပါ။ ဒါပေမဲ့လူတွေကတခြားအောင်မြင်တဲ့လူတွေနဲ့နှိုင်းရှင်ပြီးမနာလိုမှုအားကျမှုတွေက ဝင်နှောက်ရက်တက်တယ်။ရာဂျက်ဂူပတ်တာဆိုတဲ့ McKinsey ရဲ့ CEO အဟောင်းကိုကြည်ပါ။သူဟာတာမန်မီသားစုကနေဒေါ်လာတန်တရာအထိတက်လာခဲ့သူ။ဒါပေမဲ့ Warren Buffett လိုဘီလီယံနာဖြစ်ချင်တဲ့စိတ်နဲ့ဖြလန်းနေတဲ့အတွင်းတည်အယောင်းဝယ်လုပ်ပြီးထောင်ကျသွားတယ်။ဒီတော့အားကျမှုကို ထိန်းချုပ်ပါ။တင့်ငွေကြီးခီးငွေကြီးနောက်ခံက သူများနဲ့မတူဘူးဆိုတာမှတ်ထားပါ။ ။တင်ငန်းစာ၃ငယ်ဘဝအတွေ့အကြုံတွေကတင့်ရဲ့ငွေကြေးဆုံးဖြတ်ချက်တွေကိုပုံသွင်းထားတယ်။ငယ်စဉ်ကစီးပွားရေးအကျက်တဲကြုံခဲ့ရသူနဲ့ငွေကြေးတည်ငြိမ်မှုအတွေ့အကြုံရှိသူတို့ရဲ့ယင်းနှိမ့်မြုပ်နှံမှုအမြင်တွေမတူကြဘူး။လိလချက်တွေရလူတွေဟာသူတို့ငယ်စဉ်ကစီးပွားရေးအခြေအနေကိုအခြေခံပြီးယဉ်နိမ့်မြုံနှံကြတယ်။ငွေကြေးဖောင်းပွားမှုကြုံဘူးသူတွေကဘွန်းငွေချေးစာချုပ်တွေကိုမယုံကြည်ဘူး။ store ဈေးကွက်အစိုးရဆုံးအချိန်မှကြီးပြင်းခဲ့သူတွေက အနည်းရရှိတဲ့စူးစမ်းမှုတွေလုပ်ဖို့ကြောက်တတ်တယ်။တင်းရဲ့မတိစိတ်အမြင်လွှမ်းမိုးမှုတွေကို သိမြင်မှာဒါတွေကိုကြော်လွှားနိုင်မှသာပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်မယ်။ဒီစာအုပ်ကတင့်ကိုငွေကြေးဆိုင်ရာအမြင်သစ်တွေပေးပါလိမ့်မယ်။တင်းရဲ့တတိချက်ယုံကြည်မှုဗက်လိုက်စဉ်းစားမှုတွေကိုသိမြင်စေပါလိမ့်မယ်။လက်တွေ့အသုံးချနိုင်တဲ့လှေကားထိငယ်လေးတွေနဲ့တင့်ငွေကြေးဘဝကိုပြောင်းလဲစေပါလိမ့်မယ်။ငွေဆိုတာတင့်အတွက်ပါ။ စတင်ဖို့နောက်မကျသေးပါဘူးအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်